သာသနာတော်နှစ်2568ကောဇာတကရီ1386ခုနှစ်ဝါကောင်လာ35ရက်ဝါကောင်လာပြည့်မန္တလေးမြို့ဦးဝင်းမြင့်ဒေါက်ခင်အေးဝင်းညီမဖြစ်သူဒေါက်ခင်တန်းထေရွှေမြင့်ကလေးဘဲခွဲဆက်မိသားတစုနှင့်ရန်ကုန်မြို့ဦးတန်းလွင်ဒေါ်အေးစိတ်တာကိုကြီးကြီးလွင် ကိုဇောဇောလွင်ကိုကြောကြောလွင်မိသားတစုတို့ပေါင်းစုပြီးတော့ဓမ္မရဏပြုနောက်တခါဒီကိုကြောကြောလွင်ဥသန်းလွင်တော်အေးစိန်မိသားတစုတို့ကခနေ့လာပြီနေ့မန္တလေးတစ္ဆာရောင်ကြီးမှာအာယုံဇွန်းလဲဆက်ကတ်တယ်နေဇွန်းလဲဆက်ကတ်ကြတယ်အာယုံဇွန်းနေဇွန်းဆက်ကတ်ကြတယ် အနုမောဒနာအနေအားဖြင့်ဦးဇနတို့ဓမ္မရဏပြုတဏှိယပြန်ပြောရင်တော့အနုမောဒနာပြုမဲ့တရားကပါလဲလို့မေးအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မပိုင်း6ဘဝနဲ့ဓမ္မပိုင်း6မှာဘာပြောပြရတယ်လဲမင်းတော့ပြီးကြတဲ့ဘက်ကအပိုင်း9သာရိပုတ္တရာတန်ယုတ်ကအရှင်အာနန္ဒာနဲ့အရှင်သာရိပုတ္တရာဆွေးနွေးကံဦးဇနတို့ပြောပြခဲ့တယ် ဒီတစ်ပတ်မှာတော့ဘာပြောကြကြတယ်လဲမင်းလည်းတော့သူစီမူခီပရဝိမနအရှင်သာရိပုတ္တရာရဲ့ဆွေနွေခံလေးကိုဦးဇင်းတို့တို့ပြောပြခြင်းပါတယ်အရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးတခုသောနန်းနဲ့ရာဇဂျုံမျိုးထဲမှာဆုံးခံထွက်တယ်ရာဇဂျုံမျိုးထဲဆုံးခံထွက်ပြီးတော့သပိတ်ထဲမှာဆုံးဟင်းဆုံးပြည့်ပြည့်စုံစုံရတဲ့အခါ ပိဏယစရိတဝါတံပိဏပါဒံအညတရံကုဋ္ဌမူလံနှိတယပတိပုံစတိစွန့်ကလို့ရလာတယ်အဲ့ဒီစွန့်စွန့်ရင်းလေးတွေကိုစွန့်စားစေရတခုသောနိုင်ရန်ကိုကပ်ပြီးတော့အရှင်သာရိပုတ္တရာဖုံးပေးအရှင်သာရိပုတ္တရာစွန့်ဖုံးပေးတဲ့နေရာကိုလာပြီးတော့မှာသူစီမုခီတဲ့ပြပိုက်မှာအရှင်သာရိပုတ္တရာကိုသူကရှောက်တာ ူလျှောက်တာမေကွန်းလေးကိုဟွက်ဆော့ဆာနေတယ်ဆော့ဆာနေတော့သူလာလျှောက်ဂိန်နုခောသမဏအတော်မူခောဘုံစတိအရှင်ဘုရားအရှင်ဘုရားဆွန်းစားတာကအောက်ကိုငုံအောက်ကိုကြည့်ပြီးတော့စားတာကဒီလိုမေးနာခောအဟံပဂိတိအတော်မူခောဘုံသာမိငါညီမငါအောက်ကိုငုံပြီးတော့အောက်ကိုကြည့်ပြီးတော့စားနေတာမဟုတ်ဘူး ဒေနာဤသမဏဥပ္ပါမူခောပုံစတိဒါဆိုရှင်ဘုရားကအောက်ကြည့်စားတာမဟုတ်ဘူးဆိုတော့အထက်ကြည့်ပြီးတော့စားတာလားတဲ့ဒီလိုမေးနာခောအဟံပကိတိဥပ္ပါမူခောပုံစံပြီးငါအထက်ကိုကြည့်ပြီးတော့လဲစားတာဟုတ်ဘူး ဒေနာဤတမဏာဒိတာမုကဘုံစတိဒါဆိုရင်ရှင်ဘုရားကအောက်လည်းမကြည့်ထက်လည်းမကြည့်ဘူးဆိုအရက်လေးမျက်နှာအရက်ရှစ်မျက်နှာဒါတွေကြည့်ပြီးတော့ရှင်ဘုရားစားနေတာလားနာခောဟဘဂိတိဒိတာမုခောဘုံစာမိငါကအလက်အဲ့ဒီအရက်မျက်နှာတိုင်းကိုကြည့်ပြီးတော့လည်းငါစောစားနေတာမဟုတ်ဘူးတဲ့ဒေနာဤတမဏာဝိရိတံမုခောဘုံစတိဒါဆိုရင်ရှင်ဘုရားကအရက်လေးမျက်နှာအရက်ရှစ်မျက်နှာ ြည်ပြီးတော့စားတာမဟုတ်ဘူးဆိုတော့တောင်းတနေရရာကိုကြည်ပြီးတော့ရှင်ဖះစားတာလားတဲ့ဒီလိုမေးနာခောအဟံပဂိလိဝိရိတာမူခောဘုံစံမိငါကရိုက်တရက်နာလေးကိုကြည်ပြီးတော့တောင်းတနေရလေးကြည်ပြီးတော့ငါစွန်းစားနေတာလေမဟုတ်ပါဘူးဒါဆိုရှင်ဖះက အထက်လည်းမကြည့်အောက်လည်းမကြည့်ဘေးလည်းမကြည့်တောင်းတနေရာလည်းမကြည့်ဘူးဆိုတော့ဘလို့နေရာကိုကြည့်ပြီးတော့အရှင်ဘုရားဖုံးပေးတယ်လေပေါ့အဲ့ဒီနေရာမှာရှင်သာရိပုတ္တရာရှင်းပြဗဂိနီရေကေစီသမဏဗျမနာရေကေစီသမဏဗျမနာဝုထုဝိဇာတိရိသာနာဝိဇာယမိဇာဇီဝေနာဇီဝိတံကပ္ပတိ တကြွတကြွသောတမဏတွေကလည်းမြေကြီးအကြောင်းသိအောင်လုပ်မြေကြီးအကြောင်းသိအောင်လုပ်ပြီးတော့တတ်တဲ့အတတ်ပညာနဲ့ဇီဝိတံကပ်ပေသည်တဲ့အသက်မွေးကြမြေကြီးကိုကြည့်ပြီးတော့မှဟောတယ်ပြောတယ်ပေါ့အဲ့ဒီကရလာတာနဲ့စာအဲ့ဒါမျိုးကိုဘာဖြစ်တယ်လဲမေးလိုက်တော့အဒေါမူခအောက်ကိုကြည့်စာလာလို့ခေါ်ရင်း အဲ့တော့မြေကြီးအတတ်ပညာနဲ့ငါတတ်အောင်လုပ်ပြီးတော့ခေါ်ပြောစားတာမဟုတ်တဲ့အတွက်တာကြောင့်ငါအောက်ကြီးစားတာမဟုတ်ဘူးလို့သူကဒီလိုပြောနောက်တကရေကေစီတမနာဗျမနာနက္ခတာဝိဇာတိရိဇာနာဝိဇာယမိဇာဇီဝိနာဇီဝိတံကပ္ပေတိတချို့ကတော့လေနက္ခအတတ်ပညာတတ်အောင်နေပြီးတော့အဲ့ဒီနက္ခတတ်ပညာနဲ့အသက်မွေးကြတဲ့တမနာဗျမနာတွေလည်းရှိတယ်တဲ့ အဲ့ဒါမျိုးကြတော့ဥပ္ပမုခအထက်ကိုကြည့်ပြီးတော့စားတယ်လို့ခေါ်တယ်။ငါအဲ့ဒီနက္ခတ္တပညာနဲ့ငါဘဝကိုအသက်မွေးနေတာလေမဟုတ်ဘူး။နောက်တကရေကေတိသမဏဗျမနာဒုတိယပဏိခိနာဒုတိပဏိခိနာဂမနာနုယောဂာယဓမ္မနာနုယောဂာယမိစ္ဆာဇီဝေနာဇီဝိတံကပ္ပေတိ တမန်ဆယ်လုံးနဲ့အသက်မွေးဟိုဟာသတင်းစကားဒီယူလာဒီဟာစကားဟိုသွားပို့ဟာအရက်လေးမျက်နှာရရှိမျက်နှာရှောင်းပြီးတော့ဒီအလုံးနဲ့ကိုဘွားကိုအသက်မွေးတဲ့တမနာပြမနာဆိုတာရှိပါအဲ့ဒါမျိုးကိုဒိတာမူခာတဲ့အရက်လေးမျက်နှာအရက်ရှစ်မျက်နှာကိုကြည့်ပြီးတော့စားတယ်လို့ဒီလိုခေါ်တာငါကအဲ့ဒီအသက်မွေးမျိုးနဲ့လေငါဘဝအသက်မွေးနေတာမဟုတ်ဘူးနောက်တစ်ခါ ယေကေတိတမနပြမနာအင်္ဂဝိဇာတိရိဇာနာဝိဇာယအင်္ဂဝိဇာတိရိဇာနာဝိဇာယမိဇ္ဇာဇီဝေနာဇီဝိတံကပေတိတချို့တချို့သောပုဂ္ဂိုလ်တွေကလေလူတယောက်ရဲ့အင်္ဂါကိုကြည့်ပြီးတော့ဥပမာမျက်လုံးကိုကြည့်ပြီးဒီလူပါဖြစ်မယ်ခြေထောက်ကိုကြည့်ပြီးဒီလူပါဖြစ်မယ်သူ့ရဲ့ကိုယ်လက်အင်္ဂါတစ်ခုခုတနေရာရာကိုကြည့်ပြီးတော့မှဘာဖြစ်မဲ့ပုဂ္ဂိုလ်ဆိုတော့အင်္ဂဝိဇာကိုကြည့်ပြီးတော့ဟောပြောပြီးတော့မှစကြတော့ကြတာလည်းရှိတယ် ငါကအဲ့လိုတတ်ပညာမျိုးနဲ့ငါဘဝကိုအသက်မွေးတာမဟုတ်ဘူးအဲ့လိုတတ်ပညာမျိုးနဲ့အသက်မွေးခြင်းကတောင့်တနေရာရာကိုကြည့်ပြီးတော့မှအသက်မွေးခြင်းမျိုးဖြစ်တဲ့အတွက်ဒါကြောင့်ဝိဒိတာမူခအသက်မွေးခြင်းလို့ဒီလိုခေါ်တယ်အဲ့ဒါမိစ္ဆာဇီဝိနာဇီဝိတံကပ်ပိသည်မကောင်းသောအသက်မွေးခြင်းတွေအဲ့တော့ရှင်သာရိပုတ္တရာသူ့ရဲ့သက်မွေးနည်းကိုဆက်ပြီးတော့ပြောပြသူ့သက်မွေးနည်းကဘာလဲမင်းလဲတော့ဓမ္မိကအာဟာရအာဟာရင်တိ သမဏတัจ္ပုတ္တိယသမဏတัจ္ပုတ္တိယဓမ္မိကံအာဟာရအာဟာရင်တိတရားတဲ့ဤနဲ့ရလာတဲ့ပစ္စည်းကိုပဲအဲ့ဒါကိုသုံးဆွဲကြတယ်အနာဝဇံအာဟာရအာဟာရင်တိအပြစ်မရှိသော ရှားပွေဤနဲ့တဏှိအပြင်ပြောရင်အရိယာဤနဲ့ရှားပြီးပြီးတော့ရလာတဲ့ဆုံးကိုပဲငါကစားရဓမ္မိကံ အနဝဇအာဟာရအဲ့ဒါမျိုးကိုပဲငါကဖုံးပေးတာဖြစ်လို့ညီးပြောသလိုအောက်ကိုလည်းကြည့်မစားဘူးအထက်ကိုလည်းကြည့်မစားဘူးအရင်ရှိမျက်နှာရက်လေးမျက်နှာလည်းငါကြည့်ပြီးတော့မစားတောင်းတနေရလေးကြည့်ပြီးတော့လည်းမစားဘူးတဲ့ငါစားတဲ့အာဟာရကဓမ္မိကံအာဟာရအာဟာရင်ဒီတရားတဲ့နီးနဲ့ရတဲ့စွန့်ကိုပဲငါစားအိန္ဒိယချင်းစွန့်ရမယ်ပေါ့ တောင်းလို့ကလည်းလောင်းမလောင်းရင်လည်းရှေ့စိန်ဆက်ကြွလောင်းကိုလောင်းရမယ်လောင်းကြပါလို့ဒီလိုမပြောအရိယာဤနဲ့စွမ်းရှာမိပြီးတော့မှရလာတဲ့စွန်းကိုဓမ္မိကအာဟာရမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲအရှိရှိသောဘုရားရှင်တွေရဲ့ဤကိုလက်ပြီးတော့မှသူ မွေးပွားရာဇာတိပြည့်တဲ့ကပိလဝတ်ကြီးထဲမှာတပိတ်ကိုလက်ဆွဲပြီးတော့ဆုံးခံဘူးခဲ့တယ်။အဲ့ဒါဓမ္မိကအာဟာရတရားတဲ့နီးနဲ့ရတာအနဝဇအာဟာရတရားတဲ့နီးနဲ့ရတဲ့အာဟာရအဲ့ဒါမျိုးကိုအာဟာရင်တိငါဖုံးပေးတာပါ။အဲကြောင့်တရားရှိခင်တော်စင်တို့အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာ ရှင်သာရိပုတ္တရာရဲ့ဘဝကျင့်သုံးပုံမှာဓမ္မနဲ့ကျင့်သုံးတဲ့အနာဝဇ္ဇမဖြစ်အောင်နေတယ်ပေါ့တရားချေခဲ့တော်စင်များလည်းဤကဲ့သို့အမြင့်မြတ်တဲ့မထေရဘာရဲ့စိတ်ထားကိုသိမြင်ရတဲ့အတွက်တာကြောင့်မိမိတို့ရဲ့ဘဝလည်းပဲမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလေမိမိတို့ရည်မှန်းတဲ့ဘဝတည်ဥသောထက်စကန်တက်လန်းနိုင်ကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေဆုတောင်းပေးရင်လည်းဒေသနာဏိကုံကမ္ပဘုံကြပါစို့ ဣမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သင်္ဓရောကောင်းပေါင်းတို့မှဒုံမေကံလမ်းမနိမခยีမကိုဝိဝဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနိမခยีမံကိုဥဆုံးဖြောင်းပြောက်မမှန်ရန်တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း